ျမတို့ရဲ့ခန္ဓာကိုယ်အရေးပြားမှာမီးလောင်သလိုအရေးကြီးဘူးကလေးတွေမကြာခဏဆိုသလိုဖြစ်တတ်ပါတယ်။အဲ့လိုအရေးကြီးဘူးလေးတွေကမီးပိုးကောင်လို့ခေါ်တဲ့ပျော်စိမ့်တဲ့စင်နဲ့မဲမဲရှိရှိလိမ့်ပေါ်ရောင်အကောင်လေးတွေကြောင့်ဖြစ်စီတာပါ။သူတို့ကမီးရောင်ကိုကြိုက်ပါတယ်။မီးပိုးကောင်ကကြိုက်လဲမကြိုက်သလိုတုပ်လဲမတုပ်ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ကအရေးနဲ့ထိတွေ့မိရင်အဲ့ဒီအရေးမှာပါတဲ့ပက်ဒရင်းဆိုတဲ့အထက်ကြောင့်လူရဲ့အရေးပြားကိုထိခိုက်စေတာပါ။အရေးပြားရောင်ရမ်းစီပြီးတော့ဒါကိုမီးပိုးကောင်စိတ်တင်တယ်လို့ပြောကြပါဗျ။ မိဖို့ကောင်နဲ့ထိမိပြီး24နာရီအတွင်းမှာပဲအရေပြားနေရာနဲ့အရေကြီးမှုတွေပါထွက်လာပါတယ်တပတ်လောက်နေရင်တော့6ပြီးกว่าကျသွားပါတယ်ထိခိုက်မှုများရင်တော့အရေကြီးမှုပေါက်တာအပြင်ဖျားတာအဆစ်တွေနာတာအန္တရာယ်တွေအထိပါဖြစ်တတ်ပါတယ်မျက်နှာတို့မျက်လုံးတို့ကိုပုမိရင်တော့မျက်ကြည်လောက်ရောင်ရမ်းတာအထိဖြစ်စေနိုင်ပါတယ်မိဖို့ကောင်ကိုလက်နဲ့မထိပါနဲ့လက်နဲ့ပုမိရင်သူ့ခန္ဓာကိုယ်ကအရေထွက်လာပြီးတော့အရေပြားကိုလောင်စေရာကြောင့်အရေကြီးမှုတွေပေါက်နိုင်ပါတယ်တကယ်လို့မတော်တဆထိမိရဲဆိုရင်လည်း ရေနဲ့ဆက်ပြနဲ့နိုင်နိုင်စေပါနီးနေတဲ့ဆက်ဖြင်းဖြင်းဖြစ်နေရဆိုရင်တော့ရေခဲကပ်ပေးပါရှားရံနေဆိုရင်တော့ဘာမီတွန်လိုမျိုးဆေးတွေတောက်ပေးပါစတီရိုက်လိမ့်စေလိမ့်ပါကယ်လမင်းလိုရှင်လိမ့်ပါအနာပြင်းထန်ရင်တော့ပိုးသက်စေတောက်ရပါမယ်အရေးပြားမှာအရေးကြီးဘူးပေါက်တိုင်းမီးပိုးကောင်ချောက်လို့တော့ပြောလို့မရပါဘူးဒါကြောင့်အရေးပြားမှာအရေးကြီးဘူးထတာပူရာလိုမျိုးဖြစ်လာမယ်ဆိုရင်တော့အရင်ဆုံးရေနဲ့နိုင်ဆေးချပြီးရေခဲဝက်ကတ်တာမျိုးတွေလုပ်ပေးပါ မတက်တာဘူးဆိုရင်တော့နီးစရာဆရာဝန်နဲ့ပြသဖို့အကြံပေးချင်ပါတယ်ရှင်ဒီပေပေပြည့်တက်များအားလုံးကျန်းမာပြီးကင်းကြပါစေ။